က်တင်တဲ့အချိန်တစ်ချိန်ဆိုတာရှိလာတယ်။နေစဉ်ဘဝမှာမိဘတွေရဲ့အဆောင်အရှောင်းနဲ့အဆဆလိုလေသေးမရှိ နေခဲ့ရအောင် နေခဲ့ရနိုင်တယ်။ဆရာသမားတွေရဲ့လမ်းညွန်ပြသမှုအတိုင်းရှောက်ခဲ့ရတဲ့အခါတွေရှိကောင်း ရှိခဲ့နိုင်တယ်။ဒါပေမဲ့လို့တစ်ချက်ငယ်ကလေးကမိဘမရှိတဲ့သူများဆရာသမားကောင်းနဲ့မတွေ့ခဲ့တဲ့သူများသူတို့ဆိုဘယ်လိုလုပ်မလဲဆိုတာစဉ်းစားတတ်ရမယ်။ မိဘရဲ့တွန်တင်မှုမရှိပေမဲ့လို့ကိုဘဝကိုကိုကြောင်းခဲ့ရတယ်။ကိုထမင်းကိုရှာစားခဲ့ရတယ်။အရွယ်မရောက်သေးခင်ကလေးသာသာဘဝတဲကိုကကိုထမင်းကိုရှာစားနေရတဲ့ကလေးတွေအများကြီးပဲ။ကိုကမိဘရဲ့တွန်တင်မှုမိဘရဲ့မေတ္တာမိဘရဲ့အုတ်ချုံမှုရနေသေးတယ်ဆိုကံအလွန်ကောင်းလို့ပဲ။ဒါပေမဲ့အများရန်မိဘတွေကိုအားကိုးထားလို့မရဘူး။အများရန်ဆရာသမားတွေကိုပဲအားကိုးနေလို့မရဘူး။ တနေ့မှာကိုတယောက်တည်းရှောက်ရမယ်အချိန်ဆိုတာရှိလာတယ်။အဲ့လိုတယောက်တည်းရှောက်ရတဲ့အချိန်မှာအားနေစရာအားငယ်စရာဝမ်းနေစရာ မလိုပါဘူး။ဘာကြောင့်လဲဆိုတော့ကိုမိဘတွေကိုပြန်ကြည့်လိုက်။ကိုတွေကိုပြောထောင်တဲ့အချိန်မှာသူတို့မိဘရင်ခွင်ကနေခွဲထွက်ပြီးပြီ။ကိုဆရာသမားတွေကိုကြည့်လိုက်။ကိုတွေကိုတုံတင်ဆုံးမနေတဲ့အချိန်မှာသူတို့မိဘသူတို့ဆရာသမားလောင်ရိပ်ကနေလွတ်နေပြီ။ကိုချတော့ဘောကိုရက်နေကြပြီ။ တို့အတွက်တို့ရက်တီယုံနေမှာကကိုရီကိုတောင်ပြောထောင်ပေးလိုက်ပြီကိုလည်းဒီအတိုင်းပဲအမြဲတမ်းမိဘလောင်းရိပ်မှာနေနေလို့မရသလိုအမြဲတမ်းမိဘရဲ့အရာရာစောင့်ရှောက်မှုကိုလိုချင်နေလို့လည်းမဖြစ်နိုင်ဘူးကိုတယောက်တည်းရက်တီရမယ်အချိန်ဆိုတာရှိလာတတ်တယ်အဲ့တော့ကိုဘဝကိုတောင်းဝင်ယူရမယ်ကိုဘဝရဲ့စစ်သူကြီးကလည်းကိုကိုတိုင်းပဲကိုဘဝကိုပြောထောင်ပေးမဲ့သူကလည်းကိုကိုတိုင်းပဲ ကိုအန္တရာယ်ကိုကိုကာကွယ်ပေးရမယ်သူကလည်းကိုကိုတိုင်ပဲလို့ခံယူလိုက်ရင်ပြင်းကျက်လာလိမ့်မယ်ခလေးမဆန်တော့လောကထဲမှာခလေးဆန်တယ်ဆိုတာနေရာတိုင်းကောင်းတာမဟုတ်ဘူးပြင်းကျက်တဲ့အချိန်မှာခလေးဆန်တယ်လို့သူတော်ဘာကဲ့ရဲ့ပွဲပဲဖြစ်တယ်ဘယ်ရောက်ကိုမဆို ခလေးဆန်တဲ့စိတ်နဲ့မတွေးနဲ့မလုံနဲ့အရင်ကလေးကိုကအရွယ်မရောက်ခင်ကဲကိုက ိုကိုကိုတာဝန်ယူနိုင်တဲ့အရေးချင်းမျိုးရှိအောင်ပြိုးထောင်ပေးလာမယ်ဆိုရင်ရင်ကျက်တဲ့အချိန်မှာရင်ကျက်ပါလိမ့်မယ်လောကရဲ့လောကဓမ္မဆိုတဲ့လောကဓာတ်တွေဟာကိုယ့်အလိုကိုမလိုက်ပါဘူးသူချဲလဲခြင်းတလို့ချဲလဲပါတယ်သူချဲလဲခြင်းတဲ့အချိန်မှာချဲလဲပါတယ်ခဏစောင့်ပါအောင်လို့တားထားလို့မရဘူးဒီတော့နဖူးတွေဒူးတွေလောကထဲမှာကိုတယောက်တည်း လက်ပစ်ကူးရတော့မယ်ဆိုတဲ့အချိန်ဟာတနေ့ရောက်လာတတ်တယ်။အဲဒီချိန်မှာဝမ်းနည်းခြင်းမရှိ စိတ်ပြတ်ခြင်းမရှိကြံ့ကြံ့ခံတဲ့စိတ်ထားနဲ့ကိုမိဘတော်ကလည်းဒီလိုပဲရှောက်ခဲ့တာပဲ။ကိုဆရာသမားတွေတော်ကလည်းဒီလိုပဲရှောက်ခဲ့တာပဲ။ကိုပဝင်းချင်းကလူတွေလည်းဒီအတိုင်းပဲရှောက်နေတာပဲလို့အဲဒီအားကိုယူပြီးတော့အားငယ်စိတ်တွေဖြောက်ပြစ်ဝမ်းနည်းစိတ်တွေဖြောက်ပြစ်တင်ငယ်တဲ့စိတ်တွေဖြောက်ပြစ် ကိုကိုကိုတောင်းဝင်ယူနိုင်တယ်ဆိုတဲ့စိတ်နဲ့ကျင့်ကြရတယ်အဲ့တော့ကိုသားသမီးတွေကိုကိုချစ်တယ်ဆိုရင်လည်းကျင့်ကြတဲ့အချိန်မှာရင့်ကြအောင်လှုပ်ပေးတဲ့အချိန်မှာလှုပ်ပေးရတယ်ဒီတော့မှ သူတို့ဘဝကိုသူတို့မြင်လိမ့်မယ်အရာရာမိဘကတောင်းဝင်ယူပြီးအကုန်လိုက် ပုတ်ထင်းနေရင် ကိုသားသမီးကျင့်ကြတဲ့အချိန်မှာရင့်ကြမလာတော့ဘူးအဲ့တော့လူငယ်တွေအနေနဲ့ကလည်းရင့်ကြတဲ့အချိန်မှာရင့်ကြရမှာပါလားလို့ ချိုးတင်တွဲထားပြည်တဲ့အခါနေ့စဉ်ကိုဘဝမှာကိုအဝိစားရရှောဖို့တာကအစကိုတမင်းကိုချက်စားတာကအစကိုရဲ့ပေါင်းတဲ့ဆက်ဆံရေးကိုကိုကြိုးစားတာကအစ အကုန်လုံးကိုအရေးချင်းရှိရှိနဲ့ကိုတာဝန်ကိုယူနိုင်အောင်ပြိုးထောင်ရဖို့လိုအပ်တယ်ပြိုးထောင်သင့်တယ်အဲ့ဒီစိတ်နဲ့နေမင်းနေမယ်ဆိုရင်တော့ရင့်ကျက်တယ်လို့ခေါ်ရပါတယ်ဒါကြောင့်အာလုံးတော့လူငယ်အပေါင်းနဲ့တကွာ တရားနာသူအပေါင်းပြိဿအပေါင်းဒီလည်းပဲကိုယ့်ဘဝကို တောင်းဝင်ယူနိုင်တဲ့ရင့်ကျက်တဲ့စိတ်ထားရှိတဲ့မင်္ဂလာရှိတဲ့လူသားတွေဖြစ်ပါစေလို့ဆုတောင်းပေးပါတယ်။လွဲချော်တတ်တဲ့လောကထဲမှာလွဲချော်တတ်တဲ့သဘာဝတရားတွေရှိနေတယ်။ကြိုးစားတော့လည်းပဲကြိုးစားတဲ့လောက်ဖြစ်မလာတာမျိုးတွေရည်မှန်းထားတော့လည်းရည်မှန်းတယ်လို့ဖြစ်မလာတာမျိုးတွေဆိုတာလူတိုင်းကြုံတဲ့အရာတွေ။ ဲ့တော့ကိုစ조사တယ်လို့မဖြစ်ဘူးဆိုတဲ့နေရာမှာတခါတလေကျကိုယ့်ရဲ့လုံလောက်ဝရိယနဲ့မဆိုင်ပဲတစ်ဖက်သူရဲ့ဉာဏ်ပညာနဲ့ချင်းအတ္တကြီးချင်းဆိုတဲ့အရာတွေကြောင့်လည်းဖြစ်တတ်တာဖြစ်တဲ့အတွက်ဒါတွေဟာသီးခံရမယ့်ကိစ္စဒီနေရာမှာကိုလိုချင်တာကိုမရရင်ရနိုင်တဲ့နေရာကိုကိုထိုးဖောက်ပြီးတော့စ조사ဖို့လိုလိမ့်မယ်အခွင့်အရေးဆိုတာတနေရာတည်းမှာပဲရတာမဟုတ်ဘူး ကိုရှာဖွေတတ်ဖို့အရေးကြီးတယ်။ပုံမှန်ရှိနေတဲ့အရေးချင်းတွေကိုသာပိုပြည့်အောင်ကြိုးစားပြီးတော့ဖြစ်ချင်တာတွေဖြစ်လာဖို့အခွင့်အရေးကို ရှာတတ်ဖို့လိုတယ်။မရနိုင်တဲ့နေရာမှာမရလို့ဆိုပြီးတော့စိတ်တကြစရာလည်းမလိုဘူး။ကိုအရေးချင်းရှိတာ လူတွေသိဖို့လိုအပ်တယ်။အဲ့တော့ကိုကိုကိုသာ ပြုပြင်မွမ်းမံပြီးတော့အယောင်လက်လာအောင်သွေးပါ။ ိုနဲ့ထိုက်တန်တဲ့နေရာမှာကိုကို လိုအပ်တဲ့သူတွေက နေရာပေးပါလိမ့်မယ်။နေရာပေးကြတော့အောင်ရှေ့တင်ရှိလိုက်တဲ့အရေးချင်းရှိအောင်စူးစမ်းထားဖို့လိုအပ်ချက်တွေကိုဖြည့်ထားဖို့ကတော့ကိုရဲ့ပထမဦးဆုံးအရေးကြီးတဲ့အရာတွေပဲ။လိုအပ်တဲ့အရေးချင်းတွေမှဖြည့်မထားဘဲနဲ့လိုချင်တာကိုမရလို့ဆိုပြီးတော့ညှိတာကတော့လမ်းကြောင်းမကျအောင်တဘာဝမကျအောင်လက်တွေလည်းမဆမ်းအဲ့တော့လက်တွေဆမ်းဆမ်း ယုတ်တိကြကြအောင်မြင်ချင်တဲ့ဆိုရင်ရှိတဲ့အရေးချင်းတွေအရင်ဖြစ်ပြီလို့ရှိရင်ညှော်လင့်ထားသလောက်ဖြစ်မလာဘူးဆိုတာမဖြစ်ရအောင်ဖြစ်နိုင်သလောက်နဲ့တဆင်ချင်းသွားဖြစ်ကြတာပါပဲလောဘကြီးတဲ့အခါကျလို့ရှိရင်အလန့်ကျဲအလဲလက်တက်တဲ့ညှော်လင့်ချက်တွေတအားကြီးထားလုံးပြန်တော့လေညှော်လင့်တဲ့တိုင်ဖြစ်မလာလို့ရှိရင်ကိုကိုတိုင်ကိုတောင်မကပဝင်းကျင်ကိုပါလှည့်ပြီးတော့အပြစ်တင်တတ်တယ်မဲတတ်တယ် အမှန်ကတော့ခုအချိန်မတန်သေးလို့ဆိုတဲ့သဘောပဲခုအချိန်ရောက်မလာသေးလို့ဆိုတဲ့သဘောပဲလူတိုင်းမှာအောင်မြင်ဖို့အတွက်အချိန်တစ်ချိန်ဆိုတာရှိတယ်အစိုးရဖြစ်သွားပြီဆိုလို့ရှိရင်လည်းဒါအကောင့်ဖြစ်ဖို့အတွက်အစိုးရရခံတယ်ဆိုတဲ့ခံယူချက်မျိုးထားရမယ်စိတ်တက်ကြပလိုက်เสียဘာမှအကြောင်းမရှိဘူးလူတိုင်းကြုံတဲ့လောကဓာတ်မျိုးသူများတွေလွယ်လွယ်ရပါမယ်ကိုလွယ်လွယ်မရတတ်ဘူးအဲ့ဒါကိုပေါ်ရပဲဒါဆိုနားလေထား သူများထံများများကြိုးစားအဲ့တော့သူများတွေကအဆင်ပြေသွားတယ်။ကိုကအဲ့နေရာမှာအဆင်မပြေဘူး။ဒါလည်းပဲကို့လိုအပ်ချက်မဟုတ်ရင်တောင်တစ်ဖက်သူတွေရဲ့အဂရိတရားတွေအပေါ်မှာမူတည်ပါလိမ့်မယ်။အဲ့တော့အဂရိတရားလွှမ်းမိုးရင်လည်းပဲလုံးတလောက်မဖြစ်တာတွေရှိတယ်။ညှော်လင်းတလောက်မဖြစ်တာတွေရှိတယ်။နားလည်ထားရလောကဟာအဲ့ဒီလိုအဂရိတရားတွေရှိနေတယ်။အဲ့ဒီကြားထဲကမှထိုးပေါက်ထွက်ဖို့အတွက် ကိုအခွင့်အရေးကိုရှားနေမယ်အခွင့်အရေးပေးတဲ့နေ့မှာအစဉ်သင်းဖြစ်နေရမယ်အခွင့်အရေးပေးတဲ့နေ့မှာအစွမ်းကုန်အသုံးချလိုက်မယ်ဆိုပြီးတော့ရှိတဲ့ရှိတတ်တဲ့အရေးချင်းကိုထိုင်ဖြည့်နေတာဒီသာမှန်ကန်သောလမ်းပဲအောင်မြင်သွားတဲ့သူတွေအကုန်လုံးကအတိုက်ခိုက်တွေများစွာကိုကြော်ဖြတ်ပြီးမှသွားတာလုံးဝအတိုက်ခိုက်မရှိဘူးဆိုတဲ့သူကဘာမှမလုပ်ပဲထိုင်နေတဲ့သူတွေပဲရှိတယ်နည်းနည်းလှုပ်ရင်နည်းနည်းတိုက်ခိုက်တဲ့သူရှိတယ် များများအောင်မြင်လာပြီဆိုရင်တော့များများတိုက်ခတ်တဲ့သူရှိတယ်။ဒါကိုအေးထူထူနဲ့ခံနိုင်ဖို့တော့လိုလိမ့်မယ်။ဒီတော့အများကြီးမျော်လင့်မထားနဲ့။များများကြိုးစားတအားယူတော့မမျော်လင့်နဲ့။မျော်လင့်သလိုမဖြစ်ရင်စိတ်တိခိုက်မှာကိုဘယ်တော့မှကိုကိုကိုစိတ်တိခိုက်မခံနဲ့။အမြင်ကြီးကိုတအားမှန်းထားရင်လေမှန်းထားသလောက်မရောက်ရင်ပြိုလဲသွားမှာကကိုအဲ့ဒါကြောင့်တထစ်ချင်းတည့်ရချင်းအတွက်ပဲ။ အဆင်ပြေပြေနဲ့တတ်သွားနိုင်အောင်ကြိုးစားလုံနိုင်တာတွေလှုပ်သွားရင်နဲ့ဖြည့်တင်တာတွေဖြည့်သွားရင်နဲ့တနေ့တော့ရောက်သွားကြတာပါပဲအောင်မြင်မှုလမ်းကြောင်းတော့တကြောင်တည်းမရှိဘူးလမ်းကြောင်းတွေအများကြီးရှိတယ်ဒီနေရာမှာအခွင့်အရေးမရှိရင်ဟိုဘက်တနေရာကနေအခွင့်အရေးတစ်ခု ပေါ်လာတတ်တယ်ဆုတ်ကင်လိုက်နိုင်ဖို့ပဲအရေးကြီးတယ်ဒါကြောင့်ဘယ်တော့မှဆွဲမလျှော့နဲ့ဘယ်တော့မှလည်းစိတ်တမချနဲ့ဘယ်တော့မှလည်းမငြင်းနဲ့ဘဝဆိုတာငြင်းနေလို့ဘာမှဖြစ်မလာဘူး အခက်ခဲဆိုတာလည်းစိတ်တက်ကြနေလို့ကြော်ဖြတ်လို့ရတဲ့အရာမျိုးမဟုတ်ဘူးစိတ်တက်မာဖို့လိုတယ်အားလုံးအောင်မြင်ကြပါစေ။